ဘုံဘုံနာမည်ကတော့အာအရှင်ဝိပုပ္ပဖြစ်ပါတယ်အဲတော့ဒီအနဗီသင်္တန်းကိုဘဝရဲ့အပြောင်းလဲမှုသင်္တန်းအဖြစ်ပေါ့ဒါဘုနာဝရှိကိုယ့်ရဲ့စိတ်ကြီးကိုယ့်ရဲ့အနာကိုဘယ်လိုခိုင်းရမလဲမသိသူဘယ်လိုခိုင်းရမလဲဆိုရယ်လုပ်ပုံလုပ်နည်းတွေဖြစ်တယ်လာတိရတဲ့အစကားဒီသင်္တန်းကိုလာပြီးတော့ခိုင်းရဖြစ်ပါတယ်ဒီခိုင်းတဲ့အခါမှာလည်းဆီယမလေးရဲ့စေရနာပြေ လက်ပါသင်ပြီးတဲ့အတွက်ကြောင့်အဘုန်းတော်ဗာဒီသင်ကြားဝင်ရလဲနော်စကားဘယ်လိုပြောရမလဲဆိုရင်ဒီအနေနဲ့ညာရက်ဒီနော်တောင်းတဲ့တရားတော့ပို့လူလဲဆိုရင်ညာရက်ဒီဟုတ်အဆက်ကျွဲ possession ဆိုတဲ့ဒီယတနာဖြစ်တဲ့အခါမှာသူ့နေရာကိုနေရာပေါ့နော်အဲလူပြောမသူ့နေရာကိုနေရာပြီးရင်ဒီသူလည်းမဟုတ်ကိုလည်းမဟုတ်တဲ့ normal နေရာပေါ့ နေရာသုံးနေရာမှာကြည်ချင်းအပြင်ဝါရပြဿနာကို ဖြေရှင်းနည်းတွေကိုပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်တဲ့နည်းတွေကိုလည်းသင်ကြားပေးရတယ်ပေါ့။နောက်အန်ကာဆိုတဲ့ဒီစိတ်ရဲ့ဆွမ်းအင်ပေါ့။ပျော်ရွှင်မှုတွေကိုဟိုစိတ်ထဲမှာဘယ်လို ပြောမလဲကူးယူတဲ့ဓာတ်ပေါ့နော်။ဒါမှတ်ကြောက်တင်နေဆိုရင်ဒီနီးစနစ်တွေကလည်းပဲပျော်ရွှင်တဲ့ဘဝတွေကိုပျော်ရွှင်အောင်လုပ်နိုင်တဲ့လက်တွေ့ဆန်တဲ့ ဒီ NLP NLP ပညာရပ်တွေဖြစ်ပါတယ်။နောက်တစ်ခုကဘုံတို့ဒီ ultimate success formula ဆိုတဲ့ဒီနည်းစနစ်အားလည်းပဲဘဝရဲ့အောင်မြင်မှုအတွက်ခိုင်မာတဲ့ယုံကြည်မှုတွေကိုတည်ဆောက်ပေးတယ်။ဘဝမှာကိုဘာဖြစ်ရှင်လဲကိုဘာလုပ်ရှင်လဲဆိုတဲ့ဘဝရဲ့လိုအပ်ချက်တွေကိုတိတိကျကျဖော်ထုတ်ပေးတယ်။ပြီးရင် ကိုကဘလို့လူသားလဲကိုကဆွမ်းနိုင်တဲ့လူသားတယောက်ဖြစ်တယ်ဆိုတဲ့ဒီ ultimate success formula ကလည်းပဲလူသားတိုင်းလူသားတိုင်းကျင့်သုံးရမယ်နေတိုင်းနေတိုင်းကျင့်သုံးရမယ်ဆိုရယ်အဲ့တော့ဘဝရဲ့ဒီနေနည်းတွေဘဝရဲ့ကြိုးစားပုံတွေအဲမသိစိတ်ကိုဘလို့ခိုင်းမယ်သိစိတ်ကိုဘလို့ခိုင်းမယ်မသိစိတ်ထဲမှာကြီးတဲ့ချင်းကောင်ကိုဘလို့နှိမ်နှင်းမယ်အဲဟီးရိုးကိုဘလို့ထောက်မယ်ဆိုရယ် ဒီနီလန်ကောင်အစ်စ်တီက NLP ပညာရထဲမှာပါပါတယ်။အဲ့ဒီ NLP ပညာရကနေ့စဉ်နေ့တိုင်းနေ့စဉ်နေ့တိုင်းလူမှုဘဝမှာကျင့်သုံးသွားမယ်ဆိုရင်ตาရတဲ့ဘဝတကူငြိမ်းချမ်းတဲ့ဘဝတကူတိုးတက်ပြောင်းလဲတဲ့ဘဝတကူကိုလိုချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးလှမ်းကင်တဲ့အဲဘဝတကူကိုရရှိနိုင်တဲ့ပညာရက်ဒီလို့ယုံကြည်ပါတယ်။ဒါကြောင့်မို့လို့ အခြားအခြားသောမတင်ရသေးတဲ့ပုံကိုယ်တွေကလည်းပဲအနဗီပညာရက်ကို လေ့လာပါလို့တိုက်တွန်းပါတယ်ဒီပညာရက်တွေကဗုဒ္ဓဘာသာစာပေနဲ့ညှိနှိုင်းစင်မယ်ဆိုရင်လည်းပဲလုံးဝကို reasonable ဖြစ်တယ်ပေါ့နော်အကြောင်းအကျိုးစီလျော်တယ်ပညာရက်တွေဖြစ်တဲ့အတွက်ကြောင့်ကဘာမှာနာမည်ကြီးတယ်ပေါ့နော်နိုင်ငံခြားတွေမှာဆိုရင်လည်းပဲဒေါ်လာနဲ့ပြီးပြီးတော့သင်ရတဲ့ပညာရက်တွေဖြစ်ပါတယ်လို့အတိအသေးနှုတ်ဆက်ပါတယ်